မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စကိုင်းတိုင်းကမ်ဘလူခရိုင်ထဲမှာအခုနှစ်ဧပြီလကနေစက်တင်ဘာလအတွင်းတိုက်ပွဲပေါင်း200ကျော်ဖြစ်ပွားခဲ့ပြီးစစ်သား30ကျော်ထိဆုံးခဲ့ကကိုဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်၈ဦးလည်းကြာဆုံးခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျာ တော်လိုင်းတပ်ဖွဲ့တွေစုဆောင်ရရှိထားတဲ့အချက်လက်တွေအရတိုက်ပွဲတွေကြောင့်ပြည်သူ6ယောက်လည်းသေဆုံးခဲ့ပြီး33ယောက်ထဏ်ရာရှိခဲ့တယ်လို့နေအိမ်တွေရာနဲ့ချီပြီးတော့လည်းမီးရှို့ခံခဲ့ရတယ်လို့ကျွန်းလှကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ဒီချက်လက်တွေဟာအသေးစိတ်မဟုတ်ပဲမြေပြင်အခြေအနေမှာပိုများနိုင်တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ပွဲတွေအတွင်းဒေါ်လာရဲဘော်အယောက်20နီးပါးလဲထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါရယ်ကမ်ဘလူခရိုင်ထဲမှာလက်ရှိအချိန်ထိစစ်ကြောင်းတွေရှိနေပြီးနိုဘာလ21ရက်နေ့ညနေပိုင်းမှာလဲကြောက်တိုင်ကြီးရွာနဲ့ရေကြီးဦးကြီးရွာတွေကပြည်သူပိုင်နေတွေကိုမီးရှို့ဖျက်ဆီးနေကြပြီးမီးလောင်ပျက်စီးနေတဲ့အသေးစိတ်အခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့လဲကျောလာကမ်ဘလူတကြွလှူရှားသူများအဖွဲ့ကမ်ဘလူခရိုင်စီကသိရပါရယ်ရှင် ထိုင်းနိုင်ငံမှာနွန်ဘာလဇန်ပိုင်းကအယက်ပီယာရောင်းဝယ်တောက်သုံးတာနဲ့ပတ်သက်လို့အချိန်ကန့်သတ်ခဲ့တဲ့ဥပဒေအပေါ်ဝေဖန်မှုတွေရှိခဲ့တာကြောင့်အဲ့ဒီဥပဒေကိုနွန်ဘာလ23ရက်နေ့မှာပြန်ဖြေလျှော့ပေးခဲ့ပါတယ်။ဇွဲတစ်သတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းမှာနှစ်သက်ကူကာလရင်မတော်တဆမှုလျှော့ချရေးပြည်သူ့ကျန်းမာရေးနဲ့လူငယ်တွေဘေးကင်းလုံခြုံဖို့ရည်ရွယ်ပြီးည7:00နာရီကနေမနက်7:00နာရီနေ့လယ်7:00နာရီကနေညနေ9:00နာရီအထိ ဆိုင်တွေမှာအရက်ပီယာရောင်းချထိုင်တောက်ခွင့်မပြုဖို့နိုဝင်ဘာလဇန်ပိုင်းမှာဥပဒေထုတ်ခဲ့ပါတယ်။အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးထိုင်းလူမှုအတိုင်းဝန်ကြားဝေဖန်မှုတွေမြင့်တက်ခဲ့တယ်လို့နိုင်ငံသားအဲ့တဲ့တွေနဲ့အမိတဟဲပြုစည်းပွားလုပ်ကင်နေတဲ့ခီးသွွားလုပ်ငန်းကိုလည်းခရရိုက်စေခဲ့ပါတယ်။ပြန်ဖြေလျှော့တဲ့ဥပဒေကြောင့်ထိုင်းခီးသွွားလုပ်ငန်းကိုပိုကောင်းစေနိုင်ပြီး တင်းကျပ်တဲ့ဥပဒေဟာအောက်ခြေလုံသမားတွေကိုငွေညစ်တဲ့ဖြစ်စဉ်တွေဖြစ်မှာကိုစိုးရိမ်နေလို့လည်းလုံသမားရေးလှုပ်ရှားသူတွေကပြောပါတယ်။ တိုင်းမှာပွဲတော်တွေလှုပ်တာတွေကတော့နေ့တွေညတွေရှိတာပဲလေအဲ့တော့အဲတချို့ကျောင်းနေမှာဆိုရင်နေရောညရောပါတီကြီးပေးပြီးတော့ပျော်ပါနေကြတာလည်းရှိတယ်။သူတို့ခီးသွားလုပ်ငန်းအတွက်ကတော့ချော်ရမကလုပ်ငန်းတွေအတွက်ကတော့ကောင်းပါပေါ့။တစ်ဖက်ကလားကျမကြီးဝင်ကြီးဌာနရဲ့အမြင်အရဒီလိုရက်သေးတာဒီလိုချိန်ဒီမှာတောက်စားပြီးတော့ရှင်တိုင်းမှုတွေဖြစ်လေရှိတာမျိုးနဲ့သုံးသပ်ပြတာဆိုတော့လေခီးသွားလုပ်ငန်းအတွက်ကတော့အများကြီးကောင်းသွားမှာပေါ့။ရှင်တိုင်းမှုအများဆုံးဖြစ်လေရှိတဲ့ထိုင်းနိုင်ငံမှာနှစ်စင်တာတကြံလေးနေဆိုတောက်စားမှုကြီးပြောရှင်နေတိုက်ကြတယ် နှစ်တကူဒီဇင်ဘာတွေဆိုရင်တောက်စားမှုရေတွားလဲကြရင်နေတိုက်ကြတယ်ဒါမျိုးတွေဖြစ်နေတဲ့နိုင်ငံမျိုးဆိုတော့ဥပဒေကတော့ဟိုကောင်းတယ်ဒါပေမဲ့ခုနပြောလို့ဝင်းမင်းတို့ကစိုးရိမ်လာတော့စစ်ပြောင်းလုပ်သမားကူညီရေးဒီလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့အနေအထားနဲ့ပြန်ကြည့်မယ်ဆိုရင်တော့အောက်ခြေလုပ်သမားတွေဝင်ကြီးခံရမှာစိုးရိမ်လာတခုပဲပေါ့နော်ရပ်ပြရတတ်သုံးခွင့်ဥပဒေပေါ်ပြန်သုံးသတ်တဲ့အစည်းအဝေးအရနေ့လယ်နေ့ပိုင်းကနေညနေ9:00အထိစိုင်းထိုင်အရသာခွင့်ပြန်ဖြေလျှော့ခဲ့ပြီး အရင်ဆုံး6လတာစံသက်ခွင့်ပြုတာဖြစ်ကြောင်း အချိန်လေးကိုစောင့်ကြည့်မယ်လို့ဆုံးဖြတ်တာဖြစ်ပါတယ်။ဒါအပြင်ည7နာရီနောက်ပိုင်းကစလို့မနက်7နာရီအထိဆိုင်းထိုင်အရင်မတော့ရဆိုတဲ့အချက်ကို မနက်7နာရီအထိထိုင်နိုင်ကြောင်း အချိန်ထပ်တိုးပြီးဒါကိုလည်း6လစောင့်ကြည့်မယ်လို့ဆိုပါတယ်။နွေမာလာ73ရက်ကစလို့ဒီဖြေလျှော့မှုတွေဟာ15ရက်အတွင်းအသက်ဝင်မှာဖြစ်ပါတယ်။အခုလိုဖြေလျှော့ပေးမှုတွေကို ထိုင်းရောက်မြန်မာလူငယ်တွေကလည်းကြိုဆိုရလို့ပြောပါတယ်။ နေ့လယ်နှစ်နာရီကနေညနေ9နာရီအထိဆိုင်မှာအရက်ထိုင်တောက်လို့မရဘူးဆိုတော့လေနည်းနည်းလေးကတိကောက်ဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒီအချိန်တွေကိုရှောင်တာပေါ့နော်ဘန်ကောက်မှာကတည့်တဲ့အတိုင်းည7နာရီလောက်ဆိုရင်ဟိုဆိုင်တွေရောလူတွေရောရှုပ်ရှက်ခန့်တွေရောလေတခါတလေကြာရင်ကိုယ်ထိုင်နေတဲ့ဆိုင်မှာနေရာမရှိတော့တာမျိုးတွေပါဖြစ်တယ်ဒါကြောင့်မလို့ညနေ၄နာရီဆိုရင်အများနဲ့ထိုင်ဖြစ်တယ်အဲလူလဲရှင်းတယ်စားကျင်တာလဲစိတ်ကြအေးအေးဆေးမှလို့ရတယ် အဲပိရက်တွေပါလေဆိုရင်တော့လူနည်းနည်းရှင်းသွားတဲ့ဒီညဆယ်နိုင်နောက်ပိုင်းကိုလည်းအခါကလေးထိုင်ဖြစ်ပါတယ်အဲအဲ့လိုထိုင်ဖြစ်ပြီးတော့ညနိုင်သုံးနိုင်လောက်မှပြန်လာမျိုးလည်းရှိတယ်ဒါကြောင့်ကျွန်တော်အတွက်ရောကျွန်တော်အပေါင်းအသင်းတွေအတွက်ဆိုရင်တော့အခုလိုမျိုးအဲစီကံဖြေလျှော့လိုက်တာပေါ့နော်ဥပဒေကိုဖြေလျှော့လိုက်တာကောင်းတယ်လို့ထင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ကျိုးစိုးတယ်လို့ပြောချင်ပါတယ် ဌာနကမှအရရောင်းဝယ်တာသုံးခွင့်ကိုပြန်လည်ဖြေလျှော့တဲ့အတွက်ခီးသွွားလုပ်ငန်းကိုလည်းတည်တည်တသာမြင့်တင်ပေးနိုင်တယ်လို့နိုင်ငံတကာအဲ့တဲ့တွေအတွက်လည်းစိတ်ပန်းပြည့်စေတာကြောင့်ဝင်ငွေပိုရစေနိုင်တယ်လို့ဌာနကဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကပြောပါတယ်ထိုင်းကဇေဝက်စင်တာရက်ကွက်ဆိုင်တွင်နဲ့711ဆိုင်တွင်မှာအရက်ပီယာရောင်းချတာကိုနေ့လယ်နံနာရီကနေညနေ9နာရီအတွင်းကန့်သက်ထားပြီးဒီဥပဒေဟာ1992ခုနှစ်ကလေးကရှိခဲ့တာပါ အဲ့ဒီဥပဒေဟာဒီကနေ့ခေတ်လူမှုအသာဝင်နေထိုင်မှုပုံစံနဲ့မကန့်ညီဘူးလို့လည်းဝေဖန်ခံရတာဖြစ်ပါတယ်။ကျွန်တော်ဇွဲသစ်ပါဒီဗီယိုမြင်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်